STK ဆက်ကိုကြည့်ရှုနေကြတဲ့အားသောဝန္ဒရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါ။အဲကြောင့်တာ2024-2025ဘောလုံးရသည်ကဆိုတော့ဖြစ်တာမချမီမှာပြီးဆုံးတော့မှာဖြစ်တဲ့အတွက်ဥရောပဘောလုံးအသင်းနေအနေနဲ့ပေါ့နော်ကျွန်တော်တာ2025-2026ဘောလုံးရသည်အသစ်အတွက်ပေါ့နော်ဒါအခုချိန်ကလေးကကြိုတင်ပြင်ဆင်မှုပေါင်းများစွာကိုစတင်ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။အဲဒီထဲမှာကျွန်တော်တာကစားသမားအသစ်တွေကိုလိုအပ်တဲ့အသင်းတွေကလည်းဒါတို့အသင်းနဲ့လိုက်ဖက်မဲ့ကစားသမားအသစ်တွေကိုစပြီးတော့ scouting တွေပြုလုပ်နေပြီးတော့ဒါဆက်ဆက်သွယ်ချိတ်ဆက် ်မှုတွေကိုလည်းစတင်ပြုလုပ်နေဖြစ်ပြီးတော့အသင်းမှာပိုရှန်နေတဲ့ကစားသမားတွေကိုရှင်းထုတ်ဖို့ပြင်ဆင်နေတဲ့အသင်းတွေနဲ့ကလည်းဒါဒီကစားသမားတွေကိုလောင်းချဖို့အတွက်စတင်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်အဲဒီအထဲမှာမှာပေါ့နော်ကျွန်တော်ဒါအီတလီ Serie A club အသင်းသင်းဖြစ်တဲ့ Atalanta အသင်းရယ်ပေါ့နော်ကျွန်တော်ဒါအသက်28နှစ်အရွယ် Nigeria တိုက်စစ်ကစားသမားဒါ Adamola Lookman အနေနဲ့ပေါ့နော်ကျွန်တော်ဒါ ဒီနှစ်2024-2025ဘောလုံးရာသီပြီးဆုံးတဲ့အခါကြာလို့ရှိရင်ဒီအတလန်နာအသင်းကနေပြီးတော့မဖြစ်မနေထွက်ခွာခြင်းနေဆိုတဲ့သတင်းတွေလည်းဖြစ်ပါတယ်။အဲကျွန်တော်တို့ဒါဒီကစားသမားအနေနဲ့ပေါ့နော်ဒါအတလန်နာအသင်းစီကနေပြီးတော့2023ခုနှစ်ကတည်းကပေါ့နော်ဒါထွက်ခွာခြင်းနေဆိုတော့ဒါ request ကိုတင်ထားခဲ့တာဖြစ်ပြီးတော့အဲ့ဒီဒုံကပေါ့နော်ဒါအတလန်နာအသင်းအနေနဲ့ဒါသူတို့ရဲ့ဒါ ိုက်စစ်မှုဖြစ်တဲ့ Rasma Hoyland ကိုဒါ Manchester United အသင်းစီတို့ဒါရောင်းချခဲ့တာဖြစ်တဲ့အတွက်ဒီကစားသမားကိုဒါမရောင်းချဘဲနဲ့အသင်းမှာဆက်ထိန်းထားခဲ့ပြီးတော့ဒါနောက်နှစ်ပေါ့နော်ဒါဒီနှစ်ဖြစ်တဲ့2024ခုနှစ်2025ခုနှစ်မှာဒါအသင်းကနေပြီးတော့ထွက်ခွင့်ပေးမယ်ဆိုပြီးတော့ဒါဘယ်လိုပြောမလဲနှုတ်အားဖြင့်ပေါ့နော်ဒါ gentleman agreement ဒါဒီကစားသမားနဲ့သဘောတူညီမှုရယူခဲ့ပြီးတော့အသင်းမှာတရားတည်ဆက်ထားခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းပေါ့နော်ဒါ2024 2025ရာသီကိုရောက်ရှိလာခဲ့ပေမဲ့ Beleza. ဒီအတလန်နာအသင်းအနေနဲ့ပေါ့နော်ဒါဒီလုတ်မန်ကိုမယောင်းချပဲနဲ့အဲ့ဒီအစားပေါ့နော်ဒါအသင်းမှာရှိနေတဲ့ဒါတိုက်စစ်မှုဖြစ်တဲ့ခော့မိုင်နာပေါ့နော်ဒါခော့မိုင်နာဆိုတဲ့ဒီကစားသမားကိုဂျူဝင်တက်ဆက်အသင်းစီကိုဒါရောင်းချခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီအတလန်နာအသင်းနဲ့ဒါလုတ်မန်ဘူဒါထပ်ပြီးတော့မယောင်းချပဲနဲ့အသင်းမှာဆက်ပြီးထိန်းထားခဲ့ရလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ပေါ့နော်ဒါလုတ်မန်အနေနဲ့တော်တော်လေးကိုဘယ်လိုပြောမလဲဒါနှာကက်သွားတယ်ဆိုတဲ့အနေထားမျိုးမှာရှိခဲ့တယ်ပေါ့နော် ပြီးလို့ရှိရင်ဒါနီးပြတ်ဖြစ်တဲ့ဒါဂက်စပါရီ ီနဲ့လည်းဒါအဆင်မပြေမှုပေါင်းများစွာဖြစ်ခဲ့ပြီးတော့ဒါ line app ကနေတော့ခြံထားခဲ့ရပါဘူးအဲ့လိုမျိုးပေါ့နော်ဒါဟိုအတင်းအဝယ်လဲကန်းထဲမှာတိတ်ပြီးအဆင်မပြေတိုင်းဖြစ်လာခဲ့ပြီးတော့သူ့ရဲ့ agent ကိုလည်းပေါ့နော်ငါဒီနဲ့ဘောလုံးရာတီပြီးွားလို့ရှိရင်ဒါအတင်းရဲ့မဖြစ်မနေထွက်ခွာခြင်းတဲ့ဆိုတော့ ါဒါအကြောင်းကိုဒါသူ့ရဲ့နီးပြ sorry သူ့ရဲ့ agent ဖြစ်သူလည်းပြောထားခဲ့ပြီးတော့ဒါ agent ဖြစ်သူကလည်းဒါအသင်းတစ်ကိုရှာဖွေမှုတွေဇက်တိုက်ပြုလုပ်နေပြီလည်းဖြစ်ပါတယ်ဒီတော့ဒီဒီ Adamola Lookman ကိုပေါ့နော်ကျွန်တော်ဒါပြီးခဲ့တဲ့ January သောင်းလာဒီအပြောင်းရှိကာလကာလတုန်းကလည်းပေါ့နော်ဒါ Premier League အသင်းတွေဖြစ်ကြတဲ့ Arsenal Liverpool စဒီအသင်းတွေကလည်းခေါ်ယူဖို့ချင်းကပ်ခဲ့တဲ့နေသားမျိုးမှာရှိခဲ့ပြီးတော့ပြီးတော့ဒီကစားသမားလကလည်းပေါ့နော်ကျွန်တော် Premier League အတွေ့အကြုံရှိတဲ့ကစားသမားလည်းဖြစ်ပါတယ်ကျွန်တော်ဒါ Premier League မှာဆိုရင်ဒါ Everton အသင်းနဲ့ Leicester City အသင်း ဖူဗန်အတင်ဆိုင်ဒီအတင်းတွေမှာလည်းဒါကစားခဲ့တဲ့ကစားသမားဖြစ်တဲ့အတွက်ပေါ့နော်။ဒါပရီးမီးယားလိနဲ့လည်းတိတ်ပြီးတော့မစိမ့်တဲ့ကစားသမားလည်းဖြစ်တယ်။ဆိုတော့ရတာလာမယ့်ဒါ2025 2026တာနွေရာဒီအပြောင်းရှိဈေးကွက်မှာဒီ နိုင်ဂျီးရီးယားကစားသမားဒါအဒမ်မိုလာလော့ခ်မန်အနေနဲ့ပေါ့နော်ဘယ်အသိန်းကိုရောက်ရှိသွားမလဲဆိုတော့ကျွန်တော်တက်ချက်ဆောင်ကြည့်ရမယ်ဒါမျိုးမှာရှိပါတယ်ကျွန်တော်ဒါပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ဒါဆာဒီမြေမှာကစားနေတယ်ကျွန်တော်ဒါပေါ်တူဂီရဲ့စူပါစတာခရစ်စတီယာနိုရနန်ဒိုပေါ့နော်ဒါဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါကောလာဟာလာပေါင်းများစွာဒါထွက်ခဲ့တဲ့အနေထားမျိုးမှာလည်းရှိတယ်ဘလို့သတင်းနေလဲဆိုရင်ဒါခရစ်စတီယာနိုရနန်ဒိုအနေနဲ့ဒီနှစ်ပေါ့နော်ဒါအဲနာစာအသင်းနဲ့စာတုပ်သက်တမ်းကုန်ဆုံးတဲ့ခါကြလို့ရှိရင်ဒါလီယိုနယ်မက်ဆီရှိတဲ့အင်တာမိုင် ယာမီအသင်းစီကိုပေါ့နော်ကျွန်တော်တို့ဒါကာလာတူစာချုပ်နဲ့ပေါ့နော်ဒါ short term contract နဲ့သွားပြီးတော့ဒါဒီဂုံးနှစ်ယောက်ပေါ့နော်ဒါအသင်းသင်းနဲ့မှာကစားပြီးတော့ဒါပရိသတ်တွေအမြင်မြင်နေကြတယ်ဒါအသင်းသင်းနဲ့မှာဒီဂုံးနှစ်ယောက်ပေါ့နော်ဒါ Cristiano Ronaldo နဲ့ Lionel Messi အတူတူကစားကြမယ်ဆိုတော့ဒါ Kolahala တွေရောတခြားအသင်းဒါ Premier League တို့နော်ဒါ La Liga ကိုပြောင်းရွှေ့မယ်ဆိုတော့ Kolahala တွေရောဒါဘောင်းအဲ့လို Kolahala ဘောင်းများစွာထွက်ခဲ့ပြီမဲ့ပေါ့နော် ဒါခရစ်စတီယာနိုရနာဒိုအနေနဲ့အဲ့ဒီသတင်းတွေအလုံးပယ်ချပြီးတော့သူ့အနေနဲ့ဒါအန်နာစာအသင်းသတင်းထဲမှာပဲပေါ့နော်သူရဲ့ဒါ fully concentrate ပြုလုပ်ထားပြီးတော့ဒီအန်နာစာအသင်းသတင်းထဲကိုပဲသူ့အနေနဲ့အပြည့်အဝအယုံစိုက်ထားတယ်စာချုပ်သက်တမ်းကုံဆုံးသွားခဲ့ရင်လဲပေါ့နော်ဒါအန်နာစာအသင်းနဲ့ပဲဆက်ပြီးတော့စာချုပ်သက်တမ်းတိုးဝါဖို့ရှိတယ်ဆိုပြီးတော့ဒါ Fabrizio Romano မှာဒါဖော်ပြလာတာလည်းဖြစ်ပါတယ်အဲဒါ Cristiano Ronaldo အနေနဲ့ပေါ့နော်ဒါ အနာစာအတင်းနဲ့ဒီနှစ်ဘွန်လို့ရသည်ပြီးဆုံးသွားတဲ့ခါမှာစာချုပ်တက်တန်းကုန်ဆုံးမှဖြစ်ပြီးတော့စာချုပ်တက်တန်းကုန်ဆုံးသွားခဲ့လို့ရှင်လည်းဒီအတင်းနဲ့ပဲစာချုပ်တက်တန်းတိုးဖို့အတွက်အတင်းတာဝန်ရှိသူတွေနဲ့ဒါစကားပြောပြီးသွားပြီးဒီအတင်းမှာပဲပေါ့နော်ဒီဆော်ဒီကလပ်အတင်းမှာပဲသူ့ရဲ့ကစားသမားနေဝင်ချိန်ထိဒါကစားသွားမယ်လို့လည်းဒါခရစ်စတီယာနိုရိုနယ်ဒိုအနေနဲ့ပြောကြားသွားခဲ့ရလည်းဖြစ်ပါတယ်ဆိုတော့ကခရစ်တာခရစ်စတီယာနိုအနေနဲ့ဒီအနာစာမှာပဲဆက်ရှိမယ်ဘယ်အတင်းမှာမပြောင်းဘူးတခြားဒီဟို ပရီးမီးယားလိဂ်ကိုပြောင်းမယ်လာလီဂါကိုပြောင်းမယ်အင်တာမိုင်ယာမီကိုပြောင်းမယ်အဲ့ဒါတွေအားလုံးမေထားလိုက်ဘယ်သင်းမှမပြောင်းဘူးအန်နာဆာမှာပဲဆက်ရှိမယ်အန်နာဆာအသင်းကလည်းခရစ်စတီယန်ရိုနယ်ဒိုကိုအရန်လိုအပ်ပါတယ်ဒီကစားသမားပေါ့နော်ဒီပေါ်တူဂီစူပါစတားကိုပဲထားပြီးတော့တကယ်ကစားသမားကောင်းနေနဲ့ဝင်းရံပြီးတော့ဒါသူ့ကလပ်အသင်းကိုလည်းပို့ပြီးတော့ကောင်းတဲ့အသင်းသတင်းဖြစ်အောင်ဒါဂျိုဗန်နီယာကိုလည်းတွေ့ရတယ်တပ်ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းရွှေ့မှာလည်းဒါ Aston Villa ရဲ့ဒါလူငယ်ကစားသမားကြီးဖြစ်တဲ့ဒါ John Jaran ကိုဒါခေါ်ယူပြီးတော့ဒါပိုကောင်းတဲ့အသင်းเนาะဒါ John Jaran ဒါအဲ့နာဆောက်ရောက်ွားတဲ့အချိန်မှာလည်းအရန်ကိုကောင်းတယ်ဒီကစားသမားကြီးနဲ့တော်တော်လေးခြေစွမ်းပြနိုင်တဲ့နေထိုင်မျိုးမှာလည်းရှိခဲ့တဲ့အဲ့လိုမျိုးပဲပေါ့เนาะဒါ Cristiano Ronaldo ဦးတည်ပြီးတော့အဲ့နာဆာအသင်းနေနဲ့ဒါကစားသမားကောင်းတွေကိုထပ်ပြီးတော့ဒါဖြည့်ပြီးတော့အသင်းကိုပိုကောင်းတဲ့ဒါ အတင်းတင်းဖြစ်အောင်တိဆောက်သွားမယ်အနေထားမျိုးမှာလည်းရှိပါတယ်အဲ့ဒါဒါပြီးလို့ရှင်ပေါ့နော်ကျွန်တော်တို့ဒါလစ်ပါဘူးအသင်းရဲ့ဒါတောင်မန်တိုက်စစ်ကစားသမားဖြစ်တဲ့လူးစ်ဒီယက်စ်ပေါ့နော်ဒီကိုလံဘီယာကစားသမားကိုလည်းဒါ ဆော်ဒီကလပ်အသင်းတွေဖြစ်ကြတဲ့အန်နာဆာအပါအဝင်တခြားဆော်ဒီကလပ်အသင်းတွေကလည်းခိုယူဖို့ဒါဆန္ဒရှိနေတယ်ဆိုတော့လင်းမဲ့ဖြစ်ပါတယ်။ဒါဒီကစားသမားကိုပေါ့နော်ကျွန်တော်ဒါပြီးခဲ့တဲ့ January လဒါဆောင်းရည်အပြောင်းရှိဈေးကွက်ထဲကပေါ့နော်ကျွန်တော်ဒါဒီပါဘူးအသင်းစီကနေပြီးတော့ဒါဆော်ဒီကလပ်တွေကဒါအပြိုင်ဆိုင်ခိုယူဖို့ကြိုးပမ်းခဲ့ကြပြီမဲ့ဒီကစားသမားအနေနဲ့ဒါဒါဒီကုန်နဲ့အထိလီဗာပူးအသင်းမှာပဲဆက်ရှိမယ်ဆိုပြီးတော့ဒါ ဆိုခဲ့ပြီးတော့ပေါ့နော်ဒါလဘဘူးတင်မှာပဲဆက်နေခဲ့တဲ့အနေအထားမျိုးမှာလည်းရှိခဲ့တယ်လည်းဖြစ်ပါတယ်ဒါပေမဲ့လည်းပေါ့နော်ကျွန်တော်တို့ဒါအခုဒီ2024 2025ဘောလုံးရာသီပြီးသွားလို့ရှိရင်ပေါ့နော်ဒါကဒီကစားသမားကိုဒါဆော်တီကလပ်အသင်းတွေဖြစ်ကြရဲ့အန်နာဆာတို့ပြီးရင်အဟီလီပဲဆိုင်ဒီအသင်းတွေညာလဲပေါ့နော်ဒါဒီကစားသမားကိုခေါ်ယူခြင်းနေတယ်ဆိုတဲ့တဲ့င်းလည်းဒါလျှောက်တက်နေရဲ့ တက်နေရလဲဖြစ်ပါတယ်အဲ့ပြီးလို့ရှိရင်တော့ဒါ Louis Diaz တင်မဟုတ်ဘူးပေါ့နော်ဒါ Liverpool အသင်းရဲ့တိုက်စစ်ကစားသမား Darwin Nunez ဒီ Darwin Nunez ကိုလဲပေါ့နော်ကျွန်တော်ဒါ Saudi Club တွေကလဲဒါအသေးအံခေါ်ယူဖို့စူးစမ်းနေရဆိုတဲ့တင်းနေနေရှိပါတယ်ပြီးလို့ရှိရင်ဒါ Liverpool အသင်းမှာပေါ့နော်ဒါအမြဲတမ်း pressure အောက်ကိုရောက်နေပြီးတော့အလွယ်လေးအချော်ချော်နော်စူးစမ်းတလောက်ဒါအလွယ်လေးအချော်ချော်ဖြစ်နေရဲ့ဒီ ဥရုဂွေးတိုက်စစ်ကစားသမားဒါဝင်နူးနက်စ်ကိုလည်းဒါဆော်ဒီကလပ်တွေကအပြိုင်ဆိုင်လိုချင်နေတယ်ဆိုတဲ့သတင်းလေးတော့ရှောက်ရှိပါတယ်။ဆိုတော့ကကျွန်တော်တို့ဒါလစ်ပါပူအသင်းကနေပြီးလူးဝစ်ဒီအက်စ်ကောဒါဝင်နူးနက်စ်ကောဒီနှစ်ယောက်စလုံးဒါဆော်ဒီအသင်းနေစီကိုရောက်ရှိသွားမလားဆိုတော့ကျွန်တော်တို့ဒါတစ်ချက်ဆောင်ကြည့်ရမယ်နေထားမျိုးမှလည်းရှိပါတယ်။အဲပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒါချက်စီအသင်းကိုဒါအငှားသွားရောက်ကစားနေတဲ့ ဒါဂျေဒန်ဆန်ချိုပေါ့နော်ဒါဂျေဒန်ဆန်ချိုနဲ့ပတ်သက်ပြီးတော့ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါချယ်ဆီအသင်းကိုအငှားချခဲ့တဲ့အချိန်တုန်းကပေါ့နော်ဒါအငှားဆာချိုတက်တန်းကုန်တဲ့အခါအပီးသက်ခေါ်ယူရမယ်ဆိုတဲ့ဒါအချက်တစ်ချက်ကိုထည့်သွင်းထားခဲ့တယ်ဒါအပီးသက်ခေါ်ယူရမှာစတာလင်ပေါ့25သန်းကိုဒါစတလင်ပေါ25ဘန်းနဲ့ပေါ့နော်ဒါမဖြစ်မနေဝယ်ယူရမယ်ဆိုတော့ဒါအချက်တစ်ချက်နဲ့ဒါ ချက်စီအတင်းထံကိုအငှားချခဲ့ရလည်းဖြစ်ပါတယ်အကယ်၍များပေါ့နော်ဒါအပီးသက်မဝဲခြင်းဘူးအတင်းကိုပြန်ပြီးတော့ဆေလွတ်မယ်ဆိုလို့ရှိရင်ရောကြီးငွေအနေနဲ့စတလင်ပေါင်း၅သန်းပေးချေရမယ်ဆိုတဲ့အချက်နှစ်ချက်ကိုထည့်သွင်းခဲ့ရလည်းဖြစ်ပါတယ်ဆိုတော့ဒီအချက်ရဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါ Chelsea အတင်းနေနဲ့လာမယ်ဒါမေလမှာဒါ final decision ကိုဆုံးဖြတ်သွားမယ်လို့လည်းသိရပါတယ်ဆိုတော့က Chelsea အတင်းနေနဲ့ဒါ Jadon Sancho ကိုဆက်ထားမလားအတင်းမှာပဲဆက်ထားမယ်ဆိုလို့ရှိရင်ဒါစတလင်ပေါင်း၂၅သန်းပေးပြီးတော့ Manchester Manchester United အသင်းစီကနေဝယ်ယူရမယ်။ဒါမှမဟုတ်လို့ရှိရင်အသင်းကိုဒါ Manchester United အသင်းစီကိုပြန်ပို့မယ်ဆိုလို့ရှိရင် Sterling ပေါင်း5000ပေးရမယ်။အဲဒီနေရာမှာပေါ့နော်ကျွန်တော် Jadon Sancho အနေနဲ့ပေါ့နော်ကျွန်တော်အအင်တာဗျူးတွေမှာပြောကြားသွားတဲ့အဆိုအရဒါ Chelsea အသင်းမှာပဲဆက်ပြီးတော့နေခြင်းနဲ့သူ့အနေနဲ့ဒါ Chelsea အသင်းရဲ့ဒါအသင်းသားတွေနဲ့ရောအသင်းရဲ့တာဝန်ရှိသူတွေရောအသင်းရဲ့ဝန်ထမ်းတွေနဲ့ရောသူ့အနေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ဒီ Manchester United အသင်းကိုပြန်မဲ့အစားဒါ ချက်စီတက်မှာပဲဆက်ပြီးတော့နေကျင်နေဆွဲသတင်းတွေလည်းထောက်လျှောက်တက်နေတယ်ပြီးလို့ရှိရင်ဒါ Manchester United အသင်းဘက်ကလည်းပေါ့နော် အကယ်၍များပေါ့နော်ဒါချက်စီအသင်းတွေနဲ့ရောချင်းငွေ၅ဆန်းပေးပြီးတော့ဒါ Jadon Sancho ကိုပြန်ပို့မယ်ဆိုရင်ပေါ့နော်အသင်းကိုပြန်ရောင်းလာခဲ့လို့ရှိရင်ဒါ Ruben Amorim ရဲ့ Manchester United အသင်းတွေနဲ့ Jadon Sancho ကိုအသင်းမှာဆက်မထားဘဲနဲ့ချက်ချင်းပြန်ရောင်းမယ်လို့ပေါ့နော်ဒါချက်ချင်းအသင်းကနေပဲပြန်ရောင်းထုတ်မယ်ဆိုတဲ့သတင်းတွေလည်းထောက်လျှောက်တက်နေပါတယ် Manchester United မှာလုံးဝ Jadon Sancho ကိုအသုံးပြုသွားမှာမဟုတ်ဘူး အအကယ်၍အသင်းကိုပြန်ရောက်လာခြင်းတော့ပါဘောနော်တခြားအသင်းတသင်းတသင်းကိုဒါပြန်ပြီးတော့ရောင်းချသွားမယ်ဆိုတဲ့သတင်းလေးလေးတောက်လျှောက်တက်နေရလည်းဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ဒါဒီကစားသမိုင်းနဲ့ပတ်သက်ပြီးတော့ဒါနောက်ဆုံးရရှိတဲ့သတင်းတွေကိုဒါတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့ပရိသတ်တွေတဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ